Hello အားလုံးပဲမင်္ဂလာပါ Unit Show ကနေကြိုဆိုပါရစေ။ဆိုတော့ Breaking News အဖြစ် The Athletic နဲ့ Fabrizio Romano တို့ကဖော်ပြလာတဲ့ Manchester United က Brandfo ရဲ့တောင်ပန်ကစားမဖြစ်သူ Brian Mbumo အတွက်ကန့်လန့်မှုကိုဒုတိယအကြိမ်မြောက်ဒါပြုလုပ်လိုက်ပြီဖြစ်တယ်ဆိုတဲ့သတင်းကျွန်တော်ဆွေးနွေးကြည့်အောင်ပါ။ဒီသတင်းကကျွန်တော်တို့တက်လာတယ်။ဒီနေရာမှာ United ကအမ်ဘူမိုအတွက်ဒုတိယအကြိမ်ကန့်လန့်မှုကို ပေါင်သန်း60နဲ့အထက်ရှိတဲ့ပမာဏတစ်ခုနဲ့ တန်လှမ်းမှုပြုလုပ်လိုက်တာဖြစ်တယ်ပေါ့နော်ဆိုတော့မကြခင်မှာ United ရဲ့ဘက်ကတော့ဒီအပြောင်းအရွှေ့အတွက်မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်ဖို့ကျွန်တော်ရှိတယ်ဆွေးနွေးမှုတွေကလည်းအချိန်ကောင်းနေတယ်ဆိုတော့ United ကဇူလိုင်လ9ရက်နေ့မှာကစားမဲ့ရာသီဂျိုပြင်ဆင်မှုတွေအမိခေါ်ဖို့အတွက်လုပ်နေတာပေါ့ဗျာဒါအပြင် Fabrizio Romano ရဲ့ဘက်ကလည်း Manchester United ကတော့ပေါင်သန်း60ဝန်းကျင်ပမာဏရှိတဲ့တန်ကြီးတစ်ခုနဲ့အန်ဘူမိုအတွက်ဒုတိယအကြိမ်မြောက်ကန့်လန့်မှုပြုလုပ်လိုက်ပြီးဖြစ်တယ်ပေါ့နော်ကစားသမားဖြစ်သူရဲ့ဘက်ကလည်း Manchester United ကိုပြောင်းဖို့အတွက် ဦးစားပေးဖြစ်ကျွန်တော်တို့ဒါအဲဘယ်လိုပြောမလဲရည်ွယ်ထားတယ်ပေါ့နော်အမြဲတမ်း United ကိုပဲဦးစားပေးပြောင်းကျင်နေပေါ့ဗျာဒါအပြင်ဒီကမ်းလှမ်းမှုကတော့ weekend ပေါ့နော်စနေတနင်္ဂနွေနေ့တွေမှာပြုလုပ်ခဲ့တာဖြစ်ပြီးတော့အခုဆိုရင် Manchester United ဟာအပြောင်းအရွှေ့အပြီးတက်နိုင်ဖို့ကြိုးပမ်းတော့မှာဖြစ်တယ်ပေါ့ဗျာဆိုတော့ဒါကလက်ရှိမှာသူတို့ပြောထားတဲ့သတင်းတွေဆိုတော့သတင်းကစောစောစီးစီးမတင်နိုင်ခဲ့ဘူးเนาะဟိုဒီနေ့မနေ့မှလည်းဘာမှဘယ်လိုပြောမလဲ live တွေဘာတွေမလုပ်နိုင်ဘူးဆရာသမားတွေเนาะသူက မနေ့ကပေါ်တော့ကရန်ညအကုန်ခွစားပြီးတော့ခါကျတော့ဗျာဘယ်လိုပြောမလဲအစာစိတ်တင်လို့ပါဆိုမှပဲငါလောက်မှာပဲအစာစိတ်တင်ပြီးတော့အဲ့ဒီညမနေ့ည3နာရီည3နာရီအမေမေစေးုံသွားရတယ်ဆရာကြီးအဲ့ဒါဟုတ်ဘာမှလည်းမလုပ်နိုင်မကိုင်းနဲ့ဖိုင်ကြီးပဲနားနဲ့စေးုံသွားပြီးတော့မေမေစေးဒီပါဒီပါမေထိုးခဲ့ရတယ်လို့ပါတော့အဲကြောင့်မလို့ဒီသတင်းတွေအကုန်နောက်ကျနေတာ sorry ပါဆရာသမားရေနော် sorry ပါဆိုတော့ကျွန်တော်တို့အန်ပူမှုဒီအပြောင်းရွှေ့က ဟိုပရိသတ်တွေတော်တော်အများကြီးထူးဆန်းမှုမရှိတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ပြီးသင့်နေပြီပေါ့ United ဘက်ကကန်လန်ခဲ့တဲ့ဟိုပထမချိန်ကန်လန်မှုကပယ်ချခံခဲ့ရတယ်ဆိုတာကာလတော်တော်ကြာနေပြီဒါပြင်ဒီမတိုင်ခင်မှာလည်းလွန်ခဲ့တဲ့၄ရက်လောက်ကပေါ့နော်ကျွန်တော်တို့အနေနဲ့ဘယ်လိုပြောမလဲဒီ United အနေနဲ့ဒုတိယအချိန်မျိုးကန်လန်လိုက်ပြီဆိုတော့ကောလာဟာလာလေးထွက်လာတယ်အဲ့ဒီတုန်းကလေးကလည်းကျွန်တော်ပြောခဲ့ကြပြီးသား Fabrizio Romano တို့ဒီ Atletico ရဲ့ confirm လုပ်နေတွေကိုကျွန်တော်သာစောင့်ကြည့်တင်နေပေါ့နော်ဘာလို့လဲဆိုတော့အခုချိန်မှာကဗျာ ယူနိုက်တက်ကဒီကောင်းကိုမရရအောင်ခေါ်มาပဲဆိုတော့တိတဲ့ခါကျတော့အဘလောက်နေကန်လန်းလိုက်ပြီးဟိဆိုတဲ့နောက်ဖြစ်လာနိုင်မဲ့အရာတွေကိုအသင်းဘက်ကတကယ်မကန်လန်းသေးဘဲနဲ့ခန့်မှန်းပြီးတော့ပြောကြတာတွေများတယ်အဲ့တော့အခုဆိုလို့ရှိရင် offer ကျွန်တော်တို့ထွက်လာပြီเนาะ confirm နေကျွန်တော်ဖြစ်လာပြီဆိုတော့ပေါင်တန်း60ကျော်ဒီညမှာပေါင်သိန်း60ဘလောက်ကျော်တယ်လဲ။ဘာညာတော့မသိဘူးပေါ့နော်။အပြောင်းအရွှေ့အမှန်ကန်ပြီးမှပဲ တရင်ကကျွန်တော်ဒါထွက်မဲ့ပုံစံမျိုးပါအဲသဘောတူညီမှုရပြီဘာညာဆိုမှပဲတရင်ကအမှန်ထွက်မဲ့ပုံစံမျိုးအတင်းတွေ့တော့အင်မတန်ရေးကြီးပါတယ်စဉ်းစားကြည့်ပဲကျွန်တော်တို့ဇူလိုင်9ရက်ဆိုလို့ရှိရင်အဲအတင်းရဲ့ယာတီဂျိုပြင်ဆင်မှုတွေအတွက်ကျွန်တော်စတော့မှာအဲ့ဒီအမိကစားမကရောက်နေဘူးလို့တယ်သူတွေမဟုတ်ဘူးဗျာတိုက်စစ်မှုရောเนาะတိုက်စစ်မှုရောပြီးတာနဲ့ကွင်းလေကောတကယ်တမ်းကမင်းရောက်နေဘူးလို့တယ်သူများအသိနေဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်အခုဆိုလို့ရှိရင်ကစားမတွေခေါ်တယ်ယာတီဂျိုပြင်ဆင်မှုအနေနဲ့ ဘာတွေလုပ်နေကြလဲဆိုတော့သူတို့ကလပ်ဘောကက်တွေကန်နေရတယ်ကလပ်ဘောကက်တွေကန်တာလဲယာတီယိုပြင်ဆင်မှုပဲနော်အမှန်ကန်လာမယ့်ယာတီတွေကအကုန်ကျူးပန်းနေကြတာဆိုတော့ကိုအသင်းနေနဲ့လဲသူများလို့ကလပ်ဘောကက်တွေဘာတွေမကန်တဲ့အခြေအနေမျိုးမှာဒီဟွာကသူတို့ဒီမှာယာတီယိုပြင်ဆင်မှုတွေထဲမှာကိုကစားမားတွေကိုအကောင်းဆုံးထည့်ပြီးတော့ပြင်ဆင်နိုင်မှုကျွန်တော်လိုတယ်ဒါတွေဟာယာတီတိုင်းအမြဲတမ်းဖြစ်နေကြကစားမားတွေကိုဘယ်တော့မှစောစောစီးစီးမခေါ်ဘူးရအောင်မခေါ်ဘူးပြီးလို့ရှိရင်ယာတီစနှစ်ပွဲလောက်ကန်ပြီးပြီဆိုမှအသင်းကိုရောက်လာတဲ့ကစားမားတွေဟာရှိသေးတယ် အဲ့အဲ့မျိုးတွေကျွန်တော်ဖြစ်လို့မရဘူးဗျာအသင်းအနေနဲ့ဒီအပြောင်းရွှေ့ကအမြင်ကိုကျွန်တော်အဆုံးသက်သိပြီပေါ့နော်ပေါင်သန်း60ဆိုတာကတော့ဒါအလွန်ဆုံးပေးသင့်တဲ့ပမာဏမျိုးပါဒါပေမဲ့အသင်းကပေါင်သန်း60ကျော်ဆိုတဲ့အခါကျတော့ပေါင်သန်း60 plus ဒါအပူစုကြီးဘယ်နှသန်းလို့ပါလို့လာမယ်ထင်ပါတယ်65သန်း plus 5သန်းလို့တန်း60 plus 10သန်းလို့ဒါမျိုးတွေလာလိမ့်မယ်ထင်ပါတယ်ဘာပဲဖြစ်ဖြစ်အသင်းတွက်တော့ပေါ့နော်ဒီအပြောင်းရွှေ့ကမြန်နိုင်သမျှမြန်မြန်ပြီးမှနောက်အပြောင်းရွှေ့တွေတော့ကျွန်တော်ရှေ့ဆက်လို့ရမှာ ကံမကောင်းစွာနဲ့ပဲကိုတင်းကဗန္ဓာရေးပြဿနာတွေတိုင်ပတ်နေတယ်ဆိုတော့အန်ပူမူရဲ့အပြောင်းရွှေ့ပြီးရင်တိုက်စစ်တရားရောက်လာဖို့ကနောက်ထပ်တက်လာတော့ထက်ကြအောင်မထင်းနဲ့။ဘာလို့လဲဆိုတော့ငွေမရှိဘူးဗျာဒီလားကိုတင်းကနေပြီးတော့ကစားမတွေရောင်းပြီးမှရလာတဲ့ငွေတွေနဲ့တိုက်စစ်တွေအစားထိုးရမယ်ဒါတော့ကွင်းလေတွေကူးမတွေမပါသေးဘူးနော်ဆိုတော့အတင်းပတ်မှာကပြဿနာကလေးကတော်တော်ကြီးတယ်ဆိုတော့အတင်းမှာလက်ရှိရောင်းချမှုကျူးပန်းနေတဲ့ခါနာချူတို့မီဆန်မောင်းတို့ဟလား sorry ဗျာလေဒီ rush food တို့နော်အန်တိုနီဆန်တိုးစ်တို့ဆန်ချူတို့ မာကတ်စတရက်ဖို့တို့ဒီကစားမားတွေကိုအမြန်ဆုံးရောင်းချနိုင်မှကျွန်တော်ဖြစ်မှာဆိုတော့သူတို့ကိုအမှန်ကန်ခေါ်မဲ့အသင်းတွေပဲဘက်ကလည်းလက်ရှိချိန်ဒီကြောင်းရွှေကြီးတွေမပေးကျင်တာကစားမားတွေရဲ့လစာတွေမပေးကျင်တာနဲ့ဘာမှလုပ်မရသေးဘူးဆိုတော့အမ်ဘူမူရဲ့အပြောင်းရွှေ့တာပြီးပြီဆိုရင်ကစားမားရောင်းချမှုတွေနဲ့ကျွန်တော်တို့ကနောက်တစ်လလောက်ထက်ကြာသွားနိုင်တယ်ကြားထဲမှာဘာမှမထူပေးနဲ့ပေါ့နော်စောင်းတော့ကျွန်တော်တို့ကြည့်ရမယ်အခုချိန်ကြီးတော့ကိုကစားမားတွေကိုခေါ်ဖို့ကန့်လန့်တာဘာတိမှမရှိသေးဘူးဆိုတော့အသင်းဘက်ကတော့ကျွန်တော်တို့ဖြစ်တဲ့အပြောင်းရွှေ့အမြန်အပြီးတက်တဲ့အပြောင်းရွှေ့အမ်ဘူမူရဲ့အပြောင်းရွှေ့ကို ကျွန်တော်ဒါအဆုံးသက်ဖို့ကျွန်တော်လုပ်နေပြီဒုတိယချိန်မျိုးကန်လန်းလိုက်ပါပြီပေါင်သန်း60ကျော်နဲ့ကန်လန်းနေဆိုတော့ဒီအပြောင်းရွှေ့အမှန်ကန်လှုပ်ဖြစ်သွားလိမ့်မယ်လို့ညီကလို့ထင်ကြလားဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြပါတယ်